မမြင်တဲ့သဘာဝတရားကိုဆင်းရဲစဉ်းစားလိုက်တာနဲ့တကြိုက်နဲ့တွေ့တာမှုမှမများကိုရှင်းချနိုင်ပါ။အိုးငါတွေ့နေလို့လူလူလူချင်းတွေ့ရင်လည်းတနေ့ကျတော့ခွဲရမယ်။ပစ္စည်းဥစ္စာတွေ့ရင်လည်းတင်္ခါရဆိုတာပဲမမမြဲဘူးဆိုရင်အတွေ့နဲ့ဆွလမ်းမှုတွေတွေ့တာမှုတွေကိုရှင်းချတယ်။လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတောင်လေးတစ်ခုတွင်ပါပဲ။ လက်ကြီးတည်းဒီအချိန်နောက်တူတော်တဲ့အချိန်လေးပဲဖြစ်စီကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းဥပင်းလာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူးနေ့စဉ်အတ္တနာမှာရှိတဲ့ယုတ်တိနန်းနဲ့ဟာအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တယ် ဘာနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအလုံးဟာလည်းဘယ်ရမှမမြဲဘူးအလုံးပြောင်းလဲပြီးနောက်ဆုံးပြည့်စည်ရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကုသနာမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါဆွမ်းမှုတော်တော်မှုတွေကိုရှင်းချနိုင်လို့ရှင်ရင်ထဲကတော့ကလည်းရောကြတော့မှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပုံမြတ်တယ် နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်နဲ့လွန်ပြီးသွားလို့မကုသိုလ်ရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝိလမတ်တော်တမဟောတာဖြစ်တယ်နော်